ကျွန်တော်ဆွေးနွေးထားတဲ့ချက်ပေါ့။ဒါလည်းကျွန်တော်ကြည့်တဲ့အခါမှာအဲပထမချက်ကတော့ယုံကြည်မှုတည်ဆောက်ဖို့။ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းကတော့ကျွန်တော်တော်တော်များများအဲကျွန်တော် highlight လုပ်ပြီးတော့ပြောသွားတာတွေ့ရတယ်။နောက်ချက်ကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့ဆိုရအပြောင်းလဲပေါ့။ဥပမာပြင်ကျွန်တော်တို့က NCO ကျွန်တော်ရအောင်အဲဆောင်ရွက်ခဲ့တဲ့ဆိုရအဖွဲ့ ကောင်းတဲ့ဟောတာတစ်ဖွဲ့စသည်ဖြင့်နော်အဲဒီလိုလုပ်တဲ့အတွက်ကျွန်တော်တို့ကငင်းငိုင်းလုပ်ငန်းစဉ်ကိုတတမထဲပေါ့အဲဆောင်းရွက်တဲ့နဲ့ဒါလေးကျွန်တော်တို့စိုးရိမ်မှုကဒါအဓိကစိုးရိမ်မှုကိုတော့တွေ့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်တဲ့အခါကျတော့ဆိုတော့စပြီးတော့ NCA ဖြစ်ပေါ်လာတဲ့ကအဲ SEO ဒီဇိုင်းမှတ်မှတ်ပေါ့ဗျာကျွန်တော်တို့ကအဓိကအဲကျွန်တော်တို့နိုင်ငံကအားထားမယ်အဲကျွန်တော်တို့ mechanism တစ်ခုပါ တော့ဒါကိုကျွန်တော်တို့အစိုးရအဆက်ဆက်ကကောင်ထယ်ဖို့ဖို့လေအဲဒါကိုကျွန်တော်တို့ပြောင်းပြီးထွက်တော်မှာလဲအတီးပြုတ်ပြီးသားဖြစ်လာတယ်အဲ့တော့တရားမှုကျွန်တော်တို့က NC နဲ့ပတ်သက်ပြီးတော့မှတက်လာတဲ့မြည်သည့်အစိုးရမဆိုဘူးဒါကိုကောင်ထယ်ဖို့တောင်းရှိတယ်ဆိုတာအဲဒါလေးကျွန်တော်တစ်ချက်တွေ့လို့ပါတယ်နောက်တစ်ခါကျွန်တော်တို့ကဒီအရောင်းကောင်ထယ်ပုံမဲ့ဒီအဖို့စီကိုအဲ့ဒီဖို့စီကလည်း NC ထဲမှာပြန်ထမ်းထားတဲ့အတိုင်းပဲ ဲကျွန်တော်တို့အကောင့်ထဲပေါ်ဆောင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကအဲပြီးခဲ့တဲ့အဲဟိုအလွန်တော့ကျွန်တော်တို့ဒီ NC နဲ့ပတ်သက်ပြီးမှ review လုပ်ကြတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ပြောခဲ့တာရှိပါတယ်အဓိကအပြင်တော့ NC မှာကျွန်တော်တို့အကောင့်ထဲပို့ဖို့ခက်ခဲတယ်ဆိုတာဒီနံပါတ်၁ကတော့ကျွန်တော်တို့ဈာကဈာကလာကိုအကောင့်ထဲပေါ်ရဲဆိုတဲ့အပိုင်းပေါ့အဲ့တော့ဈာကလာမှာဘာတွေ့လဲဆိုတော့အဓိကအပြင်တော့ပြည့်ရတယ် တော့ပြည့်တဲ့နေပြီအတွင်းမှာဆောင်ရမယ်အမွေးလုပ်ငန်းတွေပြည့်တဲ့နေအတွင်းမှာဆောင်ရမယ်အဲကျွန်တော်တို့စာပေရင်ကျင်းမှုဆိုင်အိစာအဲဒါတွေကိုကျွန်တော်တို့ကကောင်းတယ်ပို့ဖို့ကျွန်တော်ပြည့်တဲ့နေပြီတတ်မှတ်ဖို့ကအဲတော်လေးခက်ခဲတဲ့အပိုင်းတော့တွေ့ရတော့ဒါကိုကျွန်တော်တို့ကကြော်သွားဖို့လို့မန်နေဂျာအစီကောင်းတဲ့ foreign language နောက်ချက်ကတော့ကျွန်တော်တို့ကဒုညိကန္နာဒုညိကန္နာမှာ အဓိက NC မှာကျွန်တော်တို့ပြတ်တန်းထားတာက NC လုတ်ခဲ့တဲ့အစည်းအဝေးအဲ့ဒီအစည်းအဝေးတွေကိုလည်းကျွန်တော်လေးစားလိုက်လာမယ်သွားပြီးပါတယ်အဲ့တော့ဒီအစည်းအဝေးမှာဘယ်လိုဆုံးဖြတ်ထားလဲဆိုတော့ဒီလူရွေးကဏ္ဍတွေဘယ်လိုဆိုင်ရာပြန်လည်ပေါင်းစည်းမှုအဲကိုယ်စားကိုယ်မိတ်နဲ့ SSR မြန်ဆောင်ဒီဒီအားအဲဆိုပြီးတော့ဒီလိုမျိုးလုတ်ထားတဲ့ကံကြတော့အဲ့တော့ဒီမှာကျွန်တော်တို့ကအယူအဆကြီးပွဲရမှာ အကောင်တဲ့ကိုကိုခက်ခဲတဲ့အနေနဲ့လူကြီးချက်တာတော်တွေ့ရတွေ့ရတော့အဓိကအပြင်းတော့ကျွန်တော်တို့တာဝန်ယူတဲ့အပိုင်းပေါ့တာဝန်ယူတဲ့အပိုင်းမှာ NCA ရဲ့အဓိကအနှစ်သာရ NCA ရဲ့အဓိကအနှစ်သာရပါလေဆိုတော့အခုနောက်တော့ရှင်းလင်းသွားတာရှိတယ်အဓိကအပြင်းတော့ဒီလွတ်တော်ရဲ့ပြင်ပမှာပေါ်ရုံအခြေခံဥပဒေကိုပြင်ဆင်ဆောင်ရွက်ဖို့ ပြင်ဆင်မယ်ဖြည့်ဆွက်မယ်လုပ်ပေမယ်စသည်ဖြင့်ဒါတွေကိုအဲဆောင်ရွက်သွားမယ်လို့နောက်ပိုင်းမှာဖြစ်လာတယ်လို့ဒီလိုလေးလဲအဲကျွန်တော်တို့ဒီခုနပြောတဲ့တမိုင်းချောင်းကိုဆွေးနွေးတဲ့အခါကျွန်တော်မှတ်သားလိုက်ရတယ်။အဲ့တော့ကျွန်တော်တို့တာဝန်ရဲ့အခါမှာတခင်ကကျွန်တော်တို့ကယူနီယံအက်ကောင်ကိုရှိတယ်။အဲ့တော့ယူနီယံအက်ကောင်မှာလည်းပြင်ဆင်လို့ရတဲ့အပိုင်းတွေလည်းရှိတယ်။အဲ့တော့ယူနီယံအက်ကောင်တီအိုလီများအဲ့တော့ယူနီယံအက်ကောင်မှာလည်း ြန်ထထားတဲ့စာတယ်ကျွန်တော်တို့ကစူးနေတာအဲ့တော့ကျွန်တော်တို့တာဝန်ယူတဲ့အချိန်မှာတော့ကျွန်တော်တို့က UPDC DMG မရှိမရှိတဲ့ခါကျတော့နိုင်ငံပါတီနဲ့စူးနေတယ်အဲ့တော့နိုင်ငံပါတီတွေဟာအချိန်ကြရင်သူ့တော်ရရောက်တယ်အစိုးရတွေပေါ်တယ်အဲ့တော့ဒီမှာတဲ့အောင်နေတဲ့နိုင်ငံပါတီတွေကလည်းသူ့တော်ကိုယ်တိုင်တွေဒီလိုတော့ဥပဒေတွေမြို့သားလို့တော့ဥပဒေတွေဒါတွေကျွန်တော်တို့ကဖြစ်လာအစိုးရအဖွဲ့ဝင် သူကခွန်ဝင်မှာတာဝန်ရမယ်လို့ဒါလည်းဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ဆွေးနွေးခဲ့တာကတော့အဓိကပြင်တော့ယူနီယံအကောင့်မှာသဘောတူတဲ့ဥစ္စာတွေကိုပုံမှန်တွေတက်ပြီးတော့မှပြင်ဆင်မယ်ဆိုဥမာအပြင်ကျွန်တော်တို့ကနိုင်ငံတော်ကိုဒီမိုကရေစီနဲ့ပတ်သက်အောင်စေကံနဲ့စနစ်နဲ့ပြည်တော်စုစနစ်နဲ့တိဆောက်တယ်ဒါကကျွန်တော်တို့ယူနီယံအကောင့်မှာပါပြီးသားအဲ့တော့ကျွန်တော်တို့ကပုံမှန်ရှင်းမှာပုံမှန်ရှင်းမှာကနိုင်ငံတော် ပြည်အောင်စနစ်ရည်ဆောင်တာပါအဲ့တော့ဒါကိုကျွန်တော်တို့ကပြင်ဆင်ဖို့သဘောတူလားဆိုတော့ဒီနေ့အဲ့ကောမှလည်းသဘောတူထားတဲ့အတွက်သဘောမတူကြအကြောင်းရှိမရှိတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာဘယ်ပုံမှဘယ်ပုံမှဘယ်ပုံမှပြင်ဆင်မယ်ဆိုတာ53ချက်ရအဲ့မှာရေးပါတဲ့ပုံမှတွေရှိဥမာပြတော့ကျွန်တော်တို့က UEC ပေါ့အဲ UEC ဆိုရင်ကျွန်တော်၅နှစ် ဆိုရတတန်းတစ်ခုနဲ့အတူဖြစ်တယ်ဆိုလို့ဒီလိုလုပ်တဲ့အခါကျတော့အဲ့ဒီအဆိုရရဲ့ဩဇာအားလည်းတက်ရတယ်အတော့မီးစီကတော့10နှစ်အနည်းဆုံးရှိရတယ်15နှစ်ရှိနေရ10နှစ်ရှိရတယ်ဒီလိုမျိုးလေးကျွန်တော်တို့ကစွန့်နေတဲ့အခါကျတော့တိုင်းသားလက်နက်ကန်ကြီးရောပါတီတွေရောတော်တယ်တခါကျွန်တော်တို့ကလက်ရှိအကောင်တွေခေါ်တဲ့ကံမှာပြည်သူ့တော်ကိုယ်စားလှယ်လေးပါကြအဲ့လိုအသုံးခုမှာမြို့သားတို့တော့အရင်နေအဲ့တော့မြို့သားတို့တော်ကတင်ပြတဲ့ပုံမှန်တွေက ီအောင်သွတ်တော့ရောက်လို့ရှိရင်အဲကျွန်တော်တို့ကအတီးပြုတ်ဖို့အတွက်ခက်ခဲတယ်အဲဒါမှမဟုတ်တရားလေးကိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဆွေးနွေးကြဆွေးနွေးတော့ကျွန်တော်တို့ကတော့ဒါချပြအဲ့တော့လူသားတို့တော့လူသားတို့တော့တီးကြပြီပြတ်ပြာမှုဒီသူလွတ်တော်ဒီသူလွတ်တော်ဥပ္ပေတရားတက်ပြာမှုလွတ်တော်ပြာမှုလွတ်တော်တရားဥပ္ပေပြတ်ထန်းဆိုလို့ဒီလိုမျိုးဆွေးနွေးတဲ့အခါကျတော့ဘောလို့ သို့တော့ဘယ်ဥရေတွေပြန်ဟန်းတင့်တယ်လဲဆိုတော့တိကျထက်ပြောဆွနေမှုလိုတယ်ဆိုတော့ဒီလိုလဲကျွန်တော်တို့ကသဘောတူကြရတာရှိပါဒါတော့ဒီမှာတက်ရောက်လာတဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီသက်ဆိုင်ရာပါတီတွေကရုပ်ောက်ပွဲဝင်လို့ရှိရင်ခုနကကျွန်တော်ပြောသလိုအစိုးရပွဲတွေဖြစ်လာမယ်ဒီလိုတို့တော်ကူရယ်လေးနဲ့ဒီလိုတို့တော်ရောက်မယ်ဥက္ကဋ္ဌတွေဖြစ်လာမယ်ဒါတွေကိုကျွန်တော်တို့ကပြင်ဆင်သွားခြင်းအပြင်ခုနကပြောတဲ့ ယုံကြည်မှုပေါ့နော်ယုံကြည်မှုဒါလေးကိုကျွန်တော်တို့ကဤဆောက်သွားနိုင်တယ်လို့ဒါလေးကျွန်တော်ပြောလို့ပေါ့နောက်ထပ်ကတော့ဒီမှာဆွေးနွေးသွားတဲ့ဥစ္စာလေးကြီးတော့ဇယားပေါ့အဲ့တော့ဇယား1နဲ့3ငါပေါ့ဘယ်သူမှရှင်းနိုင်မလို့ဟုတ်ကဲ့ကျွန်တော်တို့ဒီဒီ asymmetric federalism နဲ့ပတ်သက်ပြီးဆွေးနွေးသွားတာရှိတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကတိကျဥပဒေကြီးဒါသဘောတူရမှာပေါ့ asymmetric federalism လက်ရှိနေတာတော့ကျွန်တော်တို့ကကြားပြီးနေချင်းပြီးနေ ဒါရီကိုကျွန်တော်တို့အစင်နဲ့တူတူဆိုတာတတ်မှတ်တာအဲ့တော့သို့တော်လေသူ့အကောင်ပြေပေါ်တဲ့ခါမှာသူ့မှာပြန်စားရမရှိသူစွာရင်းမြင့်နေတယ်အဲ့တော့ဒါကိုဘုံဘွားနေပံ့ပိုးပြရအဲ့တော့ကျွန်တော်တို့ပို့ပြီးတော့သူ့ဆောင်ရပေးဖို့ဆိုတဲ့အစားခုနပြောသူပေါ့ကျွန်တော်ကဇယားနေနဲ့ဒါကိုလုပ်လိုက်ရအဲ့တော့တီးကြားကျွန်တော်တို့ကဥမာအိန္ဒိယမှာဆိုရင်ဒီဒီကျွန်တော်ပြောရအရှင်းမြောက်ဘက်မှာရှိတဲ့ဒီ seven sisters state ဆိုရှိတယ်ဒါသူ့အတီးကြား ူဂျာရတ်ဆိုရယ်တီးကြတို့တွေတီးကြကျွန်တော်တို့ကနောက်တစ်ခါကျွန်တော်တို့ကက်ရှမီးယားတို့ဘာလို့မလဲတီးကြတုတ်တရာရှိဒီလိုမျိုးအကောင်တွေပေါ်ရင်လည်းရနိုင်တဲ့အဲကျွန်တော်တို့ခင်းခင်းနေရှိတယ်ကျွဲဒါလည်းကျွန်တော်တို့ဆက်ပြီးတော့မှဒီမှာတယောက်လာတဲ့အဲကျွန်တော်တို့ဒီနိုင်ငံရေးပါတီကကိုယ်ကလေးအတိတ်ကဆက်ပြီးတော့ဆောင်ရမယ်ကိစ္စဖြစ်ပါလေဒီမှာတော့ကျွန်တော်တို့ကတာမန်အဖြစ်တော့ဒီလိုကြံပြုချက်တွေကြားလိုက်ပါတော့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့ ောင်းတဲ့ဟောအဆောင်တောင်းလို့ဒူပါတယ်ဒါလေးကောင်းလဲဆိုဖောင်းပြပါလို့ကျွန်တော်နေနေအဲဒီပြတ်နောက်တစ်ခုကကျွန်တော်တို့ကဒေသန္တရဥစုကြီးမာအဲလောလောဆယ်ကျွန်တော်တို့ပေါ်ကြီးကိုချိန်ကဥပ္ပေမှာတော့အဲကျွန်တော်တို့ညုနေနဲ့ခရိုင်ဥစုကြီးဥပ္ပေအဲဒါလေးကိုကျွန်တော်တို့ကဒီရွေးချယ်တာမဟုတ်ပဲနဲ့အဲဒါလေးကျွန်တော်တို့ကနိုင်ငံရေးပါတီတွေကပြင်ပြတယ် ဒါကြောင့်လည်းအဲ့ဒါတော့ကျွန်တော်တို့ကတော့ဆက်လက်ဆွေးနွေးရမယ့်ကိစ္စဆိုပြီးတော့မှကျွန်တော်တို့ဒီကောင်ကနည်းနည်းလေးစမ်းသစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ထက်မှာတော့ဟိုသဘောတူတဲ့အနေအထားတွေပါလိမ့်ရှိသို့တော့ဆက်လက်ဆွေးနွေးရမယ်ဆိုတဲ့အပိုင်းဖြစ်တဲ့အတွက်ဒါလေးလည်းကျွန်တော်တို့ကလွတ်တော်ကြရင်ဆက်ဆွေးနွေးသွားဖို့လူတွေလူဒါလေးလည်းကျွန်တော်သင်ပြတယ်နောက်တစ်ခုကမီဒီယာပေါ့လေမီဒီယာနဲ့ပတ်သက်ပြီးဆွေးနွေးသွားတာရှိတယ်အဲ့တော့မီဒီယာကတော့အလိုရေးကြည့်ပါ ဒါကျွန်တော်တို့ဒါသရုထမန္တန်ဆိုတော့ပြောတော့တာရှိပါတယ်အဲ့တော့မီဒီယာကကျွန်တော်တို့ကအဲသူ့ရဲ့တင်ပြချက်တွေအဲသူ့ရဲ့ကျွန်တော်တို့ဒီအချက်လက်စုပေါင်းမှုတွေပေါ့အဲဒါတွေကလည်းအဲကျွန်တော်အလွန်ရေးကြည့်လို့မှနိုင်ငံတိဆောက်ရေးငင်းညာရေးစီဝါရေးပုံမျိုးတို့တက်မှုစသဖြင့်ဒီလိုမျိုးလေးရှိပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့က AI ပေါ်လာတာရှိဒီ social media မှာ AI ပေါ်လာရှိပြလို့လားတော့ကျွန်တော်တို့က ပေါ်လိုရလိုက်ကြည့်ဝယ်လို့ရ AI နဲ့လည်းပြန်ပြောမှာတုတ်ပြန်လို့ရတယ် AI ဆိုတော့ကျွန်တော်တို့ AI robot ဒါနဲ့ကျွန်တော်တုတ်ပြန်လို့ရတယ်ကျွန်တော်တို့ဒီအနေထားမျိုးတွေရှိနေတယ်လို့ကျွန်တော်တို့လည်းသိရတယ်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ကနိုင်ငံရေးရပါလိပြောတယ်စီးပွားရေးရပါလိပြောတယ် hate speech ရပါလိပြောဒီလိုမျိုးကျွန်တော်တို့ကစွဲယူလိုက်ပြီးတော့မှဒီပေါ်မှာဘယ်လိုတုတ်ပြန်ဘယ်လိုတုတ်ပြန်ဆိုတော့အဲသူ့ လိုအပ်တဲ့တင်ကြားမှုတွေလုပ်ပါမှာဒါကိုလည်းကျွန်တော်တို့ကခုနပြောတဲ့မှာရှိနေတဲ့ဒီ social media ကိုကြည့်နေတဲ့လူတွေတော်တော်များများကသူတို့ရဲ့စိတ်ထားတွေကြောင်းတော့ဒီလိုမျိုးအရာနဲ့လုံနိုင်တယ်လို့ဒါလေးလည်းအသိရတဲ့ခေဒါလေးလည်းသိထားဖို့အတွက်ကျွန်တော်နေနဲ့သင်ပြတာအဲ့တော့မီဒီယာနဲ့ပတ်သက်လို့ရှိရင်အဓိကအဲ့တော့မီဒီယာရဲ့အခြေခံချက်တွေရှိပါတယ်နံပါတ်6ချက်နော်အဲ့တော့မီဒီယာတွေကကျွန်တော်နိုင်ငံသားအားလုံး ပူဇော်ပြီးတော့အဲ့တော့လူ့ဘော်ဒီအတွင်းမှာကျွန်တော်ကွဲပြားချမ်းသာတဲ့အမြင်တွေအများကျူးစီဝါကိုထင်ရမှာအဲ့ဒုံတိတ်တာရှိတဲ့တိကျခိုင်မာပြီးတော့မှဓမ္မဒေသန်ကြားတဲ့တည်င်းနေဖြစ်ဖို့ကျောင်းရေးဆုံးခွင့်နဲ့ပါတဲ့လူငယ်စုကြီးဥစုတွေရဲ့သဘောထားတွေလည်းသူတို့ရဲ့အကျိုးစီးပွားတွေလည်းလေးပြီးပြရမယ်မီဒီယာတွေကပါပါတယ်။နောက်နိုင်ငံရေးစီးပွားရေးမှာပြီးလို့ပြမအေဒီတာဒုလတ်ခွင့် ပြည့်ဝကျင့်သုံးအောင်နောက်ဆုံးချက်ကတော့အရေးကြီးတာကတော့ဗန္ဒာကြီးလွတ်လပ်မှု financial independence ဖြစ်ဖို့အလွန်အရေးကြီးပါတယ်သူကတော့ကျွန်တော်တို့ကဒီအစိုးရမီဒီယာဆိုရင်သူကကောင်းကောင်းပဲပြောတာသူ့ funding ပေးတဲ့ financial နဲ့ပတ်သက်ပြီးမှ top up နဲ့ဆက်လုပ်ရတဲ့အတွက်ဒီနေရာမှာတော့ကျွန်တော်တို့ကအလွန်အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်ဒါကြောင့်ကျွန်တော်မီဒီယာကဏ္ဍကအလွန်အရေးကြီးပါတယ်ငြင်းငြင်းကြီးတို့လည်း မီဒီယာကဏ္ဍလူကြီးကြည့်ပါလေတို့တော့မီဒီယာကစောင့်ထင်းရမယ်ကျင့်ဝတ်တွေလိုက်နာမယ်ကျွန်တော်စီမင်းစည်းကမ်းတွေကိုတိတိကျကျလိုက်နာလို့ရှိရင်မီဒီယာသူ့ရဲ့အရိတာလွတ်လပ်ခွင့်တွေလက်ရှိမှာဖြစ်တယ်ဒါလေးလည်းကျွန်တော်အနေနဲ့ highlight လုပ်လို့ပါအဲ့တော့နောက်ဆုံးကျွန်တော်တို့တင်ပြလိုတာကတော့ဒီကျွန်တော်တို့အဲ UWSA NDAA ရာတွေလည်းစီးဦးနေတယ်ဆိုတော့ အဲဒီလိုလေးကျွန်တော်မှတ်သားလိုက်အဲ့တော့ကျွန်တော်တို့တာဝန်ရဲ့အပိုင်းမှာလဲဒီလိုပြည့်စုံအန်ဒီရောစီးဦးလာအဲ့တော့အဓိကပြောတော့ကျွန်တော်တို့ရှိမှဒီဒီနာဂမပါဘူးဆိုရင်ဒီတိုင်းသားလက်လက်က18ခွက်ရှိတယ်အဲ့တော့10ခွက်လည်းမှထူလာတယ်အဲ့တော့3ခွက်ပြန်ထွက်သွားတယ်နောက်က APNC ဒီ9ခွက်ရှိတယ် KNBB ရှိတယ်18ခွက်အဲ့တော့ဒီမှာကျွန်တော်တို့က NCU ကျွန်တော်တို့တည်ပြီးတော့ထားတယ် တော့ NCO လက်မှတ်တဲ့ coalition အဲ့တော့ဒီ NCO ကတော့ကျွန်တော်တို့ကဒါနိုင်ငံတကာအသိမှတ်ပြုထားတယ်ဒီလမ်းကြောင်းတိုင်းမှာတော့တို့တော့လဲကျွန်တော်ဆွေးနွေးတဲ့အခါမှာ NCO plus နဲ့လဲဆောင်ရင်ရတယ်တို့ရဲ့လူလားချက်တွေကဘယ်လိုရှိသလဲဒီပုံမှန်ကိုတို့တော့ဆောင်ပါဆောင်နိုင်တယ်တို့ဒါလဲဟောလို့ဒီမိုင်းအားဆွေးနွေးဆွေးနွေးဆွေးနွေးတဲ့အချိန်မှာလဲဒါလဲကျွန်တော်ပြောပြပြီးထင်ပါတယ် အဲ့တော့သူတို့ရဲ့လူလားချက်ဝါပြည်နယ်လူချင်းတယ်အဲ့တော့ဝါပြည်နယ်လူချင်းရင်ဖွဲ့စည်းပုံရှင်ကဥပဒေအရာလွတ်တော်တဲ့ဝင်လွတ်တော်တဲ့ဝင်မှာတောင်းဆိုတာအဲ့တော့ရနိုင်ကြီးကဘာတွေဘာတွေရှိပြီဘယ်နေရာဘယ်နေရာတွေရှိတယ်ကျွန်တော်သိချက်ရှင်းပြတယ်အဲ့တော့လာတက်ရောက်တဲ့လူတွေကတော့အကုန်လုံးသဘောပေါက်တယ်ဒါပေမဲ့သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့အခါကျတော့သူတို့ခေါင်းဆောင်ကဝန်တူနေနေတာဖြစ်တဲ့အတွက်ကျွန်တော်ဆက်ပြီးတော့တူးလို့ရတယ် တော့သူတို့ရဲ့လူလားချက်ကဝါပြည်နယ်လူချင်းနဲ့ဝါပြည်နယ်လူချင်းဘုရင်ချင်းကအွေရလူတော်တဲ့တော်ဘုရားဒီကောက်ပဲလုံးအောင်လေအဲ့ဒီဒေသမှာအဲကျွန်တော်2008ဖွဲ့စည်းပုံခြေကံဥပဒေရတစ်ချိန်မှကျွန်တော်ရဲ့ဒီကောက်ပွဲအလုပ်ခဲ့အဲ့တော့ပထမပိုင်းမှာသဘောတူကြအောင်လေနောက်ပိုင်းမှာကျွန်တော်တို့ကသဘောတူညီမှုမရခဲ့ဘူးဒါလေးလည်းကျွန်တော်တို့သိအောင်ဝင်မြလို့လာဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပြီးတော့ဆွတ်သွားလို့ရှိရင် ဒါကျွန်တော်တို့လက်ရှိနေတာ NCR ဒါကျွန်တော်ခိုင်ခိုင်မာမာရှိနေပါတယ်။သူ့မှာတတ်မှတ်ထားတဲ့ဆိုတော့အပြစ်ကရဆဲပြီဆိုရင်နိုင်ငံရေးရဆွေးနွေးမှုနိုင်ငံရေးသဘောတူညီချက်ရဖို့လူမှုရေးသဘောတူညီချက်ရဖို့စီးပွားရေးသဘောတူညီချက်ရဖို့ဒါတွေမင်းရတော့ပြစ်ကရဆဲဆိုတာကျွန်တော်ပြန်ပြန်ပြတ်သွားမယ့်အနေအထားမျိုးရှိပါတယ်။အဲ့တော့ NCR မှာတော့ပြစ်ကရဆဲပြီးနိုင်ငံရေးရဆွေးနွေးမှုမယ် ဒီနိုင်ငံရဲ့ဆွေးနွေးမှုထွက်ပေါ်လာတဲ့အဲကျွန်တော်တို့ဒီရတဲ့ကျွန်တော်တို့ကသဘောတူညီချက်တွေပြည်တော်မျိုးလွတ်တော်မှာအတည်ပြုတယ်ဆိုရဲကျွန်တော်တို့သတ်မှတ်ချက်လည်းပါတဲ့အဲ့တော့ NC ကတော့ကျွန်တော်တို့ဒါကိုဆွဲကင်ပြီးတော့ဆောင်းသွားမှာဖြစ်ပါလေတို့တော်လည်းဒါကိုလက်မခံတဲ့ခွေစည်းမျိုးတော့ဘယ်လိုမျိုးသွားမလဲဆိုတဲ့ဆောက်တော့ကျွန်တော်တို့ကအောက်ချိန်မှာဤနိုင်ဆောင်ရွက်သွားမှာဖြစ်ပါလေအဲအောင်ကျွန်တော်တို့ဒီလက်ရှိကုလမောင်ရွှေ ရှင်နေတော့တဲ့ဒီကောက်ပွဲမတိုင်ခင်ဆောင်ရွက်မဲ့ကိစ္စတွေအဲဒါတွေကလည်းကျွန်တော်လက်ရှိရှိနေတဲ့ကျွန်တော် SC လက်မှတ်ထိုးထားတဲ့အဖွဲ့ခုနှစ်ဖွဲ့ရှိတယ်ကျွန်တော်နဲ့ဆွေးနွေးနေတာ6ဖွဲ့6ဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့က NCO ဘယ်လိုပုံစံနဲ့ review ပြန်လုပ်မလဲဒါကြီးလည်းကျွန်တော်တို့ကဒီဒီပုံပွဲမတိုင်ခင်ဆွေးနွေးသွားဖို့အတွက်ကျွန်တော်တဘုတ်ထားပြီးဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ကအကောင့်ထဲပို့ဖို့မှာငင်းငယ်လုပ်ငန်းစဉ် ပြန်တက်မှဆောင်းတော့ပါမယ်ပြောကြရင်ဒီကုန်းချုပ်ပါလေအားလုံးကျေးဇူးတင်